မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ပြည်သက်တွေအတွက်သတင်းကောင်းတွေပေါ့နော်ဟိုပြီးခဲ့တဲ့ရက်ပိုင်းတွင်းကဂျော်ရှွာပန်ရဲ့အောင်ဝဲခံနေတဲ့ပုံစံနဲ့ပတ်သက်ပြီးဒီနိုင်ငံတကာမှာဝေဖန်မှုတချို့ရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုပြည်သက်တွေကိုပြောပြခဲ့တယ်။သို့တော်လည်းပဲဒီပြိုင်ပွဲပြီးလို့မို့နှစ်ရက်သုံးရက်လေးရက်အကြာမှာပေါ့နော်လူတွေရဲ့အမြင်ကအ ਨੇ ကျန်ပြောင်းလာတယ်ဘလို့ပုံစံမျိုးပြောင်းလာလဲဆိုတော့ဟိုအောင်ဝဲခံတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့သူတွေကမီဒီယာသမားတွေ YouTuber တွေစတဲ့တဲ့နမားတွေပေါ့အဲ့လိုအဲ့လိုလူတွေချို့ကဝေဖန်တဲ့ သို့တော့နောက်ပိုင်းမှာအမြင်ပြောင်းလာတဲ့သူတွေကဒီ fighter လောကကအထင်ကြီး fighter ကြီးတွေပေါ့နော်ဘလို့ပုံစံမျိုးလဲဆိုတော့ Joshua Bang ကပန်ဒိုဂျာကိုကန်ကောက်ပြီးနိုင်တာမဟုတ်ဘူးသူ့ရဲ့ဆွမ်းဆောင်ရည်ရသူ့ရဲ့ဘာနတ်မှုအရာနိုင်တာဆိုရဲပုံစံမျိုးတွေနဲ့ပြောလာကြတယ်အဲ့လိုပြောကြတဲ့အပေါ်ဒီဒီတချို့ကလည်းလုံးဝအမြင်နေပြောင်းသွားပြီဘာဖြစ်လို့လဲဆိုတော့တကယ်ဒီ Guru Fighter ကြီးတွေကဒီလိုပုံစံမျိုးချပြလာတယ်ဆိုတော့သူတို့အမြင်နေမှာလဲအော်ဒီလိုပုံစံမျိုးဖြစ်သွားပါလားဆိုပြီးဖြစ်သွားတယ် ဒါအဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ပြည့်သက်တွေကိုပြန်ပြီးဖောက်တယ်ချမှာဖြစ်ပါတယ် Big congratulations to Joshua Van ဒီ UFC နဲ့ပတ်သက်လာရင်ဒီအနာယူသွားတဲ့ fighter တွေတဲကဆိုရင်ဟိုယခင်နှုံးကတော့ Henry Cejudo ကိုဒေါ်ဂျီကို niche နဲ့ပိုင်းကျွမ်းကျင်တဲ့သူဆိုပြီးပြည့်သက်တွေအကုန်လုံးကချီးကျူးကြတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ fighter ကြီးက Olympic မှာလည်း champion ဖြစ်ခဲ့တယ်။ UFC မှာလည်းနှစ်ထပ်ကွန်း champion ပုံစံမျိုးတွေအထိဖြစ်ခဲ့တယ်။အဲ့လိုအနေထားရကြောင့်သူက ဟိုအနားယူသွားပေါ့အနားယူတဲ့အနေထားကနေသူကတော်ကီရေဖုတ်တော့ကြတော့ပိသက်တီကတကယ်ကိုသူ့ရဲ့ YouTube ဗီဒီယိုတွေဆိုရင်တအားကြီးအားပေးတယ်သူ့ရဲ့သုံးသက်ချက်တွေကလည်းဘလို့ဘလို့ဘလို့ပုံစံမျိုးနဲ့အရန်ပောက်ခဲ့တယ်အဲ့လိုအနေထားမျိုးကနေသူကဒီအတကန်ဝိုင်းအတွင်းပြန်လာတဲ့အချိန်မှာတော့နိုင်ပွဲလုံးဝမရဘဲနဲ့ဟိုစာချုပ်တွေချုပ်ထားတဲ့ပွဲတွေအကုန်လုံးနိုင်ပွဲမရဘဲနဲ့ပြန်ပြီးအနားယူသွားတယ်အဲ့နောက်ပိုင်းမှာတော့နောက်ထပ်ပိသက်တီကြပေါ်လာတဲ့ဒီ niche နဲ့ပိုင်းဆိုင်ရာသုံးသက်တဲ့ fighter က UFC ချန်ပီယံဟောင်းတယောက်ဖြစ်တဲ့ Dominic Cruz ပါ Dominic Cruz ရဲ့သုံးသက်ချက်တွေကပြည့်တက်တွေတော်တော်လေးသဘောကျကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ fighter ကဟို UFC မှာလည်းချန်ပီယံကပတ်တွေရအောင်ယူပြခဲ့တဲ့ fighter ပြီးတော့ကြတော့သူ့ရဲ့သုံးသက်ချက်တွေကဒီဘလိုက်မှုကင်းတယ်ပေါ့နော် niche နဲ့ပိုင်းဆိုင်ရာချင်းကပ်မှုအတိုင်းသုံးသက်တယ်အဲ့လိုအကြောင်းရင်းကြောင့်ပြည့်တက်တွေပြောပန်များလာလို့ပေါ့နော် UFC ကသူ့ကို commentator အဖြစ်ဒီ UFC fight night ပြန်ခွဲတွေမှာတောင်ဟိုအခွင့်အရေးပေးခဲ့တယ် Dominic Cruz ကိုယ်တိုင်လည်းဒီ UFC Fight Night ပြိုင်ပွဲတွေမှာလက်ရှိအနေထားအထိ Commentator ဖြစ်ဆောင်ရွက်နေစေသူ့ရဲ့ဒီသုံးသက်ချက်တွေကိုပြည်သက်တွေအကုန်လုံးကသဘောကျနေကြစေအဲ့လို Fighter ကြီးကကျွန်တော် Fighter လေးဘက်ကနေမမမမက်ရက်ဒီပြလိုက်တာပါဘာဖြစ်လို့လဲဆိုတော့ဒီ Pantoja နဲ့ကစားသွားတဲ့အနေထားမှာဆိုရင် Joshua Ban ကကံကောင်းလို့နိုင်တာမဟုတ်ဘူးသူ့ကိုယ်တိုင်ပေါ့နော်ဒီသူ့ရဲ့အနေထားတစ်ခုကိုကောင်းကောင်းခုခံပြီးတော့ပြန်လဲတွန်းလှန်ရင်းနဲ့ ပန်ဒိုဂျာကဒဏ်ရာရသွားတယ်ဆိုရဲကြောင်းသူကသူ့ရဲ့အမြင်နဲ့ချပြတယ်အဲ့လိုချပြတဲ့အနေထားမှာဟိုဂျော့ရှွာဘန်အတွက်လည်းဂုံယူတယ်မြန်မာပြည်အတွက်လည်းဂုံယူတယ်ဆိုရဲပုံစံမျိုးတောင်ပြောသွားတယ်ဒါကြောင့်မို့လို့အဲ့ဒီအကြောင်းအရာလေးကိုပြန်ပြီးတော့ကျွန်တော်ပြည်သက်တွေကိုဖောက်တဲ့ချမှာဖြစ်ပါတယ် should be very proud of the championship that he has in Myanmar uh really comes up and it's exciting to see the future of the division with him as champion ဒေါမနခုကဘယ်လိုပုံစံမျိုးပြောတော့ရလဲဆိုတော့ဂျောရှွာပန်အတွက်အကြီးကြီးကိုဂုဏ်ယူတယ် UFC သမိုင်းကြောင်းတစ်လျှောက်ဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်လာပြီးပြီးတော့ကြတော့ပွဲကိုခက်မြန်မြန်ပဲပွဲသိမ်းပစ်နိုင်တယ်ဒီလိုအနေထားတွေကကြုံတော့ကြုံခဲ့သို့တော်လည်းပဲသူကဂျောရှွာပန်ရဲ့ပွဲတွေဆိုရင်အများရန်ဆောင်းကြည့်ပစ်တယ်ဒီဖိုက်တာလေးကအများရန်ပြည့်တက်တွေကိုဖြောပြမှုပေးအောင်ထိုးတဲ့ဖိုက်တာတိုက်စစ်ဖွင့်ပြီးလဲထိုးတယ်ရှေ့ကိုဝုန်းဝုန်းတိုင်းတိုင်းလုတ်ပြမှာဆိုရင်လဲဝင်မလွေးဘူး ပြီးတော့ကြတော့ဒီသူ့ရဲ့ movement တွေဖူဝတ်တွေပေါင်းစင်အနေထားတွေကလည်းလုံးဝအခြေခံကြတယ်ကောင်းလွန်းတယ်အခုအနေထားမှာဆိုရင်ဒီပန်ဒိုဂျာရဲ့အမြင့်ကန်ချက်ကိုကားတဲ့အနေထားမှာဂျိုရှွာဘန်လှုပ်သွားတာကလုံးဝ basic ပုံစံမျိုးအဲ့လိုပုံစံမျိုးနဲ့တွန်းလှန်ကြတယ်ဒေါ်လာနဲ့အနေထားမျိုးမှာဒီလိုပုံစံမျိုးတွေဖြစ်ပါစီတော့ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူးတိုးတော်လည်းပဲဂျော့ရှွာဘန်ပြန်ပြီးတွန်းလှန်လိုက်တဲ့အနေထားကပန်ဒိုဂျာဘဲလန့်ပြက်ပြီးတော့ဒီလက်ကအကြမတော်တဲ့အနေထားမှာဒဏ်ရာရသွားတဲ့အဲ့လိုပုံစံမျိုးနဲ့သူကအနိုင်ယူပြလိုက်တာ တနည်းဆိုရရင်ပန်ဒိုဂျာဒီလိုတန်ရန်ရသွားအောင်သူကပဲ create လုပ်သွားတာဒါကြောင့်မလို့ Joshua Ban က champion ကိုထိုက်ထိုက်တန်တန်နဲ့ဖြစ်သွားတယ်မြန်မာပြည်အတွက်လည်းဂုဏ်ယူတယ်အထူးသဖြင့်ဒီ flyweight တန်ရန်လာမဲ့အခင်းချင်းနဲ့ပတ်သက်ပြီးပုံပြီးစိတ်လှရှားတဲ့ဆိုတဲ့အကြောင်းကို Dominic Cruz ကတခုတ်တရနဲ့ကိုပြောဆိုသွားတာပါဒီအကြောင်းအရာလေးကိုပြည့်သက်တွေသိစေချင်လို့ကျွန်တော်ကပြောပြတာဘာဖြစ်လို့လဲဆိုတော့ဒီ Joshua Ban နဲ့ ဘယ်တော့ကြာတော့ထိုးသွားတဲ့ပွဲနဲ့ပတ်သက်ပြီးတခြားတော့ခြားသောဖိုက်တာကြီးတွေလည်းပြောတယ်အဲ့လိုဖိုက်တာကြီးတွေကဘယ်လိုဖိုက်တာလဲဆိုတော့ဒီ YouTube မှာ Connect အများတန်းဖန်တီးနေတဲ့ဖိုက်တာတွေဒီလိုဖိုက်တာတွေကပြောတဲ့အနေထားတွေကြတော့ဟို Connect တစ်ခုအနေနဲ့ဆိုတော့နှလုံးသားတွေကပါကြမှာပါမယ်ပါကြလဲပါမယ်တိုးတော်လည်းပဲသူတို့က Connect ဖန်တီးတဲ့အနေထားဆိုတော့ ဟိုအစွန်းလွတ်အောင်လည်းအများကြီးပြောကြတယ် Dominic Crew ကကြာအဲ့လိုပုံစံမျိုးပြောတာမဟုတ်ဘူးဟိုသူ့အနေနဲ့သူ YouTube channel ကြီးသွားပြီးတော့တက်ပြက်တက်နိုင်ပြောတာလည်းမဟုတ်ဘူးသူ့အနေနဲ့သူ့ရဲ့အကောင့်ကနေတဆင်ပေါ့နော်ဒီ Instagram အကောင့်ကနေတဆင်တီးတန့်ကိုတင်ပြီးပြောတာတီးတန့်ကိုဒီအကြောင်းအရာတစ်ခုလေးပဲပြောတာဟိုမိနစ်30လေး40လေး70မိနစ်55မိနစ်တွေထိလုတ်ပြီးရှာရှင်းပြီးပြောတာမဟုတ်ဘူးဒီအကြောင်းအရာလေးကိုသူက10မိနစ်လောက်လေးပဲပြောတယ်လိုရင်းတိုရှဲအနေနဲ့ပြောတယ် Joshua Ban ကထိုက်ထိုက်တန်တန်အနိုင်ရတယ်ဆိုတဲ့အကြောင်းပြောတယ်မြန်မာပြည်အတွက်ဂုဏ်ယူစရာဆိုတာလေးကိုပဲထည့်ပြောသွားတယ်ဒါက ်သူ့အနေနဲ့သူ့ရဲ့အမြင်ပေါ့နော်သူ့ရဲ့အမြင်ကိုတီးတန့်ကိုခိုင်ခိုင်မာမာချပြတာအဲ့ဒီနေထားနဲ့ပတ်သက်လို့ဂျော့ရှွာဘန်ရဲ့ကဘာဘောကပြိသက်တွေဂျော့ရှွာဘန်နီးပါးတွေလေ့ကျင့်ပေါ်တွေအကုန်လုံးအားလည်းအဲ့ဒီဗီဒီယိုဝိုင်းပြီး share ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလို niche နှစ်ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ champion ဟောင်းကြီးကကိုမတီးတန့်တစ်ခုတ်တရာအနေနဲ့တင်လို့မှုကိုသူတို့ကဂုံယူမှုအပြည့်နဲ့ပြန်ပြီး share တာဒါခါတော့ဝမ်းသာစရာသတင်းတပုတ်မှလို့ကျွန်တော်ကပြိသက်တွေကိုပြန်ပြီးဖောက်တဲ့ချတာဖြစ်ပါတယ်ခင်ဗျ This is what you call a champion mentality. ဂျိုရှာဘဲရဲ့အောင်းမွေးနဲ့ပတ်သက်လို့နောက်ထပ်သတင်းသမားတွေကိုအချင်းချင်းပြန်ပြီးတုတ်ပြန်လိုက်တဲ့သူကကိုရီးယန်ဂျွန်မှာကိုရီးယန်ဂျွန်အကြောင်းကိုကျွန်တော်ပြည့်သက်တွေကိုဘယ်နေရာမှာပြောခဲ့လဲဆိုတော့ဒီ BKSC လက်ဝိကအကြီးအကဲနစ်ချမ်မင်ရဲ့အင်တာဗျူးတုန်းကကျွန်တော်ကိုရီးယန်ဂျွန်နဲ့နစ်ချမ်မင်တို့အင်တာဗျူးကိုကြည့်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုပြည့်သက်တွေကိုပြောပြခဲ့မှုတယ်။အဲ့ဒီကလေးကကိုရီးယန်ဂျွန်ဆိုတာကျွန်တော်ပြည့်သက်တွေကိုဟိုအ ਨੇ ချင်းတော့ရှင်းပြခဲ့တယ်။ဒီသတင်းနောက်ကဘယ်လိုသတင်းနောက်လဲဆိုတော့ဟို MMA fan အမကန်နိုင်သိမှာမဟုတ်ဘူးဒီသတင်းတော့ကအရင်တော့ကတော့ဒီ Nick Akinon နဲ့လည်းလက်တွဲပြီးလှုပ်လှုပ်ခဲ့တဲ့ SCMU ရဲ့ pocket season တွေမှာလည်းပါခဲ့တဲ့ One Championship သတင်းတွေလည်းသူကြားထဲမှာပြောပြခဲ့ဦးတယ်သို့တော့နောက်ပိုင်းမှာတော့သူကအလုပ်တွေအပြောင်းလဲဖြစ်ပြီးတော့ UFC ဘက်ကိုပြိုပြီးအာရုံစိုက်တယ်အဲ့လိုအနေထားမျိုးမှာသူက UFC ပွဲတွေဆိုရင်သူကအမြဲတမ်းသူ့ရဲ့သုံးသက်ချက်တွေအမြင်တွေပုံမှန်လင်းလင်းချပြတဲ့သတင်းတော့မနေ့ကတော့သူကလည်းပောက်ကွဲတယ်ပေါ့နော်ဘလို့ပောက်ကွဲလဲဆိုတော့ Joshua Ban ကိုဝိုင်းပြီးတော့ ပြောနေတဲ့အနေထားမှာဒီသတင်းလောကကသူတွေပါတော့ကြာသူကဘလို့ထပြီးပောက်ခွဲလဲဆိုတော့ state debt တစ်ခုတည်နှံ့ကိုတင်းတယ်သူက state debt တင်းပြီးတော့ Joshua Bank ကိုဝေဖန်နေတဲ့ကောင်တွေဘာအဲ့လိုပုံစံမျိုးပေါ့ဟိုဇကလုံးမမရဲနဲ့သူလည်းပြန်ဆဲတာဗျအဲ့လိုဆဲပြီးတော့ကြာတော့ဟို Joshua Bank ဘက်ကအပြေဝမှန်တယ်သူကဒါကကန်ကောင်းလို့နိုင်တာမဟုတ်ဘူးသူကိုယ်တိုင်သူကလည်း create လုပ်ပြီးဒီလိုပင့်ပြီးတော့မှ ြောက်အောင်လုပ်သွားတဲ့ပုံစံမျိုးလုံးဝ basic ပုံစံမျိုးတုံ့ပြန်ပြီးတော့နိုင်တာဒါကိုမင်းတို့ကောင်တွေကဘာပြောကြံတာတော့အဲ့တော့မြန်မာလိုပြောရင်ဟိုအလိုပုံစံမျိုးနဲ့သူကပြန်ပြီးတုံ့ပြန်တာအဲ့လိုတုံ့ပြန်လိုက်တဲ့အနေအထားကို online channel လည်းပြန် share တယ်ဒါကတော့ကျွန်တော်တို့ fighter လေးဘက်ကပြန်ပြီးဝင်ရံလာတဲ့အနေအထားတွေပေါ့နော်ပွဲချိန်ပြီးတဲ့အနေအထားမှာကြာတော့တို့ရဲ့အမြင်တွေပြောင်းလဲလာတယ်ဒီလိုပြောင်းလဲလာတဲ့အမြင်တွေကိုကျွန်တော်တို့ပြည်သက်တွေကိုသိစေကျွန်တော်ပြန်ပြီးကျွန်တော်ကဖောက်သေးချတာ တိုက်တိုက်ဆန်ဆန်တခုပြောရမယ်ဆိုရင် Joshua Ban ကဒီ UFC ရဲ့ media တွေနဲ့ interview မှာပေါ့နော် Eddie Hearn နဲ့ပွဲချို interview တော့ကလည်းပြောတယ်ဘယ်လိုပုံစံမျိုးပြောလဲဆိုတော့သူ Pandora နဲ့ယင်ဆိုင်မဲ့အနေထားမှာဘယ်လိုပုံစံမျိုးယင်ဆိုင်မလဲဆိုပြီးသူတို့မေးတယ်အဲ့လိုမေးတော့သူကသူ့မှာ game plan တည်တဲ့မရှိဘူးလက်ရှိပေါ်လာမဲ့အနေထားကိုယ်နဲ့မှဖြစ်လာမဲ့အခင်းကျင်းနိုင်မဲ့တုံ့ပြန်မဲ့ဆိုပြီးပြောတယ်အဲ့တော့ ပြောရတာကသူကအဓိကတော့ I have no game plan ပေါ့သူမှတီးတန့်ကြီး game plan မရှိပေါ့အဲ့လိုအဲ့ဒီဟာလေးကိုပြန်ပြီးနိုင်ငံတကာကပြန်ပြီးဆွဲထုတ်တယ်ဆွဲထုတ်ပြီးတော့ Joshua Van Bue အနိုင်ရသွားတဲ့အနေထားမှာလဲဒီတိုင်းလေးပဲဘာမှတော့မထုတ်လိုက်တွန်းချလိုက်ပြီးတော့ တိုင်ရပြီးနိုင်သွားဆိုဒီ fighter ကကြိုပြီးမြင်ခဲ့သလားတကယ် game plan ဘာမှမရှိဘဲနဲ့ဒီလိုပုံစံမျိုးရအောင်နိုင်အောင်ကစားသွားလားစသဖြင့်ပေါ့နော်ပြန်ပြီးချီးကျူတာပေါ့နော်ဟိုသူ့ဘက်မှာဘယ်လောက်ထိကံတရားပါနေလဲပေါ့နော်သူက game plan မယူခဲ့ဘူးလို့ပြောတဲ့အနေထားမှာတော့တကယ်လည်း game plan မလိုဘဲနဲ့ကွန်းထဲမှာနိုင်သွားတယ်စတဲ့ပုံစံမျိုးနဲ့ပြန်ပြီးချီးကျူတဲ့ပုံစံမျိုးလေးတွေလည်းတွေ့ရတယ်ဒါကတော့ကျွန်တော်တို့ fighter လေးအတွက်ကျွန်တော်ဖိုင်တာလေးကိုဝင်းရံနေတဲ့ပြိတ္တတွေအတွက်တရင်ကောင်းပါတာဖြစ်ပါခင်ဗျ နောက်ထပ်ဂုဏ်ယူစရာကောင်းတဲ့အချက်ကတော့ဒီ ESPN ကနေထုတ်ပြန်လိုက်တဲ့အကောင်းဆုံးစီးရင်မှာပေါ့နော်ကျွန်တော် Fighter League ကတတိယနေရာမှာရပ်တည်နိုင်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုထပ်ပြီးပြောပြချင်ပါတယ်မနေ့ကကျွန်တော်တင်ဆက်ခဲ့တဲ့အထဲမှာဆိုရင် UFC ကသတ်မှတ်ခဲ့တဲ့ Bang Bang Ranking သတ်မှတ်ချက်အကြောင်းကိုကျွန်တော်သိပြီးမပြောခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ Joshua Ban က Champion ဖြစ်လာတော့ UFC ရဲ့ bomb bomb ranking တက်မှတ်ချက်မှာ7နေရာထိတော့ရောက်လာတယ်။ဒုမေတီတိုင်အောင်ပန်ဒိုဂျာကသူ့ရဲ့အမြင့်မှာပဲရှိနေသေးတယ်။ပန်ဒိုဂျာကနံပါတ်9နေရာမှာရှိတယ်။အဲ့တော့ကျတော့ bomb bomb ranking တက်မှတ်ချက်နဲ့ပတ်သက်ပြီးကျွန်တော်အများကြီးပြောရတာမှုမလာဘူး။ဘာဖြစ်လို့မှုမပါတာလဲဆိုတော့ကိုဖိုက်တာလေးကအခုမှစပြီးဝင်ကားစားရှိတော့ထိတ်ဆုံးထိဆယ်ယောက်အနည်းဆုံး၁၀ယောက်အတွင်းထိတော့မရောက်သေးဘူးအဲ့လိုရောက်တဲ့အနေထားမှာပြောရတာပိုပြီးကောင်းတယ် လက်ရှိအနေထားမှာတော့သူ့ထက်ပိုပြီး ranking မြင့်တဲ့သူကချန်ပီယံကပ်လက်လွတ်ထားတဲ့ပန်ဒိုဂျာကလည်းရှိနေသေးတော့ဒီအကြောင်းအရာကိုပြောတာသိပြီးအာမတွေ့ဘူးသူ့ပဲတည်တိုင်အောင်ဒီ ESPN ကထုတ်ပြန်လိုက်တဲ့2025ခုနှစ်အတွက်အသက်30အောက်အကောင်းဆုံး fighter စီးရင်30အကြောင်းကိုတော့ကျွန်တော်အားရပါးရပြောချင်ပါတယ် ESPN ကဘလို့သတင်းဌာနမျိုးလဲဆိုတာပြည်သက်တွေအကုန်လုံးသိတယ်။ UFC ရဲ့ပွဲစဉ်တွေကိုမူပိုင်ခွင့်ရယူပြီးတော့တင်ဆက်ခဲ့တဲ့ရုပ်သံထုတ်လွှင့်တဲ့သတင်းဌာနကြီးအဲ့သတင်းဌာနကြီးကဒီ2025ခုနှစ်အတွက်အသက်30အောက် fighter တွေထဲကမှအကောင်းဆုံး fighter 30ရဲ့ရှင်းကိုပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပဲကြေညာလိုက်တယ်။ဒီစီးရဲမှာထိတ်ဆုံးကနေရက်တည်တဲ့ fighter ကတော့လက်ရှိပြည်သက်တွေအကုန်လုံးဒိတ်ဒိတ်ကျဲဝင်းရံကြတဲ့ lightweight တန်းက champion ကြီးတိုပူရီယာပါ။ တိုပူရီးယားကလည်းဒီ30မပြည့်ခင်ပဲချန်ပီယံဖြစ်တာဆိုတော့ဒီစီးရဲမှာထိတ်ဆုံးကနေရက်တည်တယ်သူရဲ့နောက်မှာတော့ထူးထူးခြားခြား BFA ကမြို့သမီးချန်ပီယံဒါကိုတာဒီချီပါကရက်တည်ပါတယ်ဒါကိုတာဒီချီပါကဒီဖေဖော်ဝါရီလမှာကျင်းပမယ့်ပြိုင်ပွဲမှာဆိုရင်သူမရဲ့ချန်ပီယံကပ်ကကာကွယ်ပွဲထိုးရမယ်လက်ရှိနေထားမှာဆိုရင်ထိုင်းကဒီပန်သာအိုမွေထိုင်းချင်းမှာတောင်လာပြီးလေ့ကျင့်နေတဲ့ fighter ဒီ fighter ကလည်း UFC မှာရောက်လိမ့်မယ်လို့အများစုကဟောကိန်းထုတ်ခဲ့သည့်တိုင်အောင် နောက်ပိုင်းမှာတော့ BFN နဲ့ပဲထပ်ပြီးစာချုပ်ချုပ်ဆိုခဲ့တယ်ဒီအမျိုးသမီး fighter ကတော့ ESPN ရဲ့အကောင်းဆုံး fighter ဆင်းမှာဒုတိယနေရာကနေရက်တီသွားတာပါကျွန်တော်တို့ fighter လေးကအဲ့ဒီ fighter နှစ်ယောက်ပြီးရင်တတိယနေရာကနေရက်တီနှိုင်ခဲ့ပါတယ် Joshua Ben ဟာဒီ2025ခုနှစ်အတွက်မှာစူပောင်း၄ပွဲထိုးတယ်2025ခုနှစ်အထက်ကိုစတင်ဝင်ရောက်လာစဉ်အချိန်တုန်းကသူက ranking သတ်မှတ်ချက်အတွင်းလာမမြောက်သေးဘူးတိုးတော်လည်းပဲ2025ခုနှစ်ကုန်ကန်နီးမှာတော့ flyweight တန်းရဲ့ champion တောင်ဖြစ်လာပြီးဒီလိုဒီလိုပုံစံမျိုးနဲ့မိုးပေါ်ထောင်းတက်လာတာတကယ်ကိုအံ့အားသင့်ဖို့ကောင်းတယ်ဒီလိုစွမ်းဆောင်ရည်မျိုးတွေကြောင့်ပဲမြားစုကဒီနှစ်အတွက် fighter of the year ဆေးမှာ Joshua Ban အောင်ပွဲခံလိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေတောင်ပြောနေကြတယ်ဘာပဲဖြစ်ဖြစ်ဒါကတော့နောက်မှဖြစ်လာမယ့်အခင်းကျင်းတစ်ခုလက်ရှိအနေအထားမှာတော့ ESPN ရဲ့အကောင်းဆုံးစီးရင်ဝင် fighter တွေတဲကထိတ်ဆုံး၃ယောက်စီးရင်ကိုဝင်နေပါပြီ ဂျိုရှောဘိုင်ရဲ့အောက်မှာဆိုရင်မကြခင်ကမှချန်ပီယံကပ်လက်လွတ်လိုက်ရတဲ့ Weatherweight တန်းက Jet Medalina Weatherweight တန်းမှာချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့ပြင်မှတ်ထားနေတဲ့ရှုံးပွဲလုံးဝမရှိသေးတဲ့ Fighter Moya Les တို့ကနောက်ကနေအနိကက်ရည်တည်လျက်ရှိပါတယ်ဒါကတော့ ESPN ကထုတ်ပြန်လိုက်တဲ့စီးရင်ကြောင့်ကိုပြည်သက်တွေကိုပြောပြတာကျွန်တော်တို့ Fighter League ကအဲ့လိုပုံစံမျိုးတွေနဲ့သတ်မှတ်ခံနေရပြီးဒီအကြောင်းအရာမျိုးကလည်းကျွန်တော်တို့အတွက်ဂုဏ်ယူစရာမဟုတ်ပါလားခင်ဗျဆက်လက်ပြောပြမယ့်အကြောင်းအရာက UFC က Fighter တွေလေးတိုက်ကြတဲ့အကြောင်းအရာပါ promotion ဘက်ကဒီ lightweight တန်းကြားပြတ်ချန်ပီယံကပတ်လူပွဲအတွက် Justin Gaethje နဲ့ Paddy Pimblett တို့ကိုဖန်တီးပေးလိုက်တဲ့အနေအထားမှာဘလို့ခင်းကျင်းနေဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့တယ် promotion ဘက်က Saru Khan ကိုလုံးဝအခွင့်အရေးမပေးဘူးဒီ fighter ကသူရတဲ့အခွင့်အရေးကိုလုံးဝမလေးစားဘူးဆိုတဲ့ပုံစံမျိုးနဲ့ Saru Khan ကိုဘေးခောက်ခဲ့တာအဲ့ဒီအနေအထားမှာ Saru Khan ကလည်းတုတ်ပြတ်မှုတွေရှိခဲ့တယ်ဒီတစ်ခါမှာတော့အဲ့ Saru Khan ရဲ့တုတ်ပြတ်မှုတွေကိုပြန်ပြီးလေးတိုက်လိုက်တာက ပယ်ဒီဘင်ဘလက်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဆာအူဒီကဒူတာလင်ချန်ပီယံကပ်စင်ခေါ်ခွင့်ရတဲ့နယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ပယ်ဒီဘင်ဘလက်ကအဖိုးကြီးတွေပဲအနိုင်ရခဲ့တဲ့စတဲ့ပုံစံမျိုးတွေနဲ့ထောက်ပြတော့ပယ်ဒီဘင်ဘလက်ကလည်းအခုလိုပုံစံမျိုးနဲ့ဆာအူခွန်ကိုပြန်ပြီးလေးတိုက်သွားခဲ့ပါတယ်။ဘင်နေတာလူရှ်ကစပင်ဝေးဖြူနေပြီးအသက်က56နှစ်လောက်ရှိနေပြီးအဲ့လိုအဖိုးကြီးပဲမင်းနိုင်နာအိုလီဗဲရာတို့ကလည်းမင်းမနိုင်ဘူးအများစုကမင်းမနိုင်ဘူးပဲပြောခဲ့ကြတာ။ ကွန်းနဲ့ကထွက်လာချိန်မှာပြည်သက်တယောက်ကိုလက်သီးနဲ့ထိုးလို့အေးအေးယူခံရသေးတယ်ဒါတော့ promotion ဘက်ကငွေနဲ့ like ပေးလို့ဒီကောင်တရားမစွဲခံခဲ့ရတာနေမယ်ပြီးတော့ champion ကပဲစိန်ခေါ်ခွင့်ရတယ်ခါနာတဲ့ကြောနာတဲ့ဖြစ်ပြီးဝိတ်မချနိုင်မြန်မှုအဲ့ဒီနောက်၁၇လလောက်ပွဲမထိုးဘဲထိုင်နေတယ်ကင်မရွန်နဲ့ကန်လန်နာတောင်လက်မခံဘူးမင်းကိုနိုင်ထားတဲ့ကောင်းတဲ့ကန်လန်နာလေးချက်ချင်းမြန်ပြီးလက်ခံထိုးရမှမဟုတ်လားပြီးတော့တန်ဟိုကာနဲ့ထိုးတယ်မျက်နှာချင်းဆိုင်ချိန်မှာခေါင်းနဲ့ပြစ်တိုက်လိုက်တာကန်ကောင်းလို့ပွဲမပြတ်ခဲ့တယ် ်တန်ဟုန်ကာကိုသဘောကျပေမဲ့ဒီကောင်က grappling တောင်ကစားတတ်တာမဟုတ်ဘူးဒီလို fighter မျိုးကိုနိုင်တာမင်းကစမန်ထနေသေးတဲ့ဆိုရယ်ပုံစံမျိုးနဲ့တုတ်ပြန်သွားပါတယ်သဘောကတော့ Paddy Pimblett ကဒီ Saru Khan ကိုပြန်ပြီးထိုးနှက်ဖို့အတွက်အချက်လက်တွေအများကြီးကိုစီလာတယ်ဒီ UFC ကပြုလုပ်သွားတဲ့သတင်းစာရှင်းလင်းပွဲမတိုင်ခင် media သမားတွေနဲ့ interview မှာသူကအဲ့လိုအဲ့လိုပုံစံမျိုးနဲ့စက်လိုက်ထိုးနှက်သွားတယ် Saru Khan အတွက်ကံမကောင်းတဲ့အချက်ကဥက္ကဋ္ဌ Dana White ကိုတိုင်ကစာဝခွန်ကိုအဲ့လိုပုံစံမျိုးပဲမှတ်ချက်ပေးပါတယ် ဒီ UFC 323ပြိုင်ပွဲအပြီးမှာတော့သတင်းတောက်တွေကဥက္ကရာဒီနာဝိုက်ကိုဆာဥခရိုင်းနဲ့ပတ်သက်ပြီးမေးကြတယ်။ဥက္ကရာကြီးကဘယ်လိုပုံစံမျိုးပြောလဲဆိုတော့ဒီ fighter အနေနဲ့ချန်ပီယံကပ်စင်ခေါ်ခွင့်ရကျင်နေဆိုရင် လူနဲ့ထိုက်တန်တဲ့အကြောင်းပြန်ပြီးစူးစမ်းသက်သေပြရမယ်ဆိုတဲ့ပုံစံမျိုးတုတ်ပြန်ပါတယ်အဲ့လိုစူးစမ်းတဲ့အနေအထားမှာနိုင်ပွဲကဘယ်လောက်ထိအရေးအတွက်ရောက်ယူရမယ်ဆိုတာသူလည်းမသိဘူးသူ့အနေနဲ့ဆက်ပြီးစူးစမ်းဖို့လိုတယ်ဒီလောက်ပဲသူပြောနိုင်တယ်သူ့ကိုအခွင့်အရေးပေးခဲ့ပြီးပြီးသူ့အနေနဲ့သူမဆုတ်ခိုင်းနိုင်တာသူတို့ဘက်ကဘာမှမတတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဥက္ကဋ္ဌဒေနာဝိုက်ကပြက်ပြက်သားသားတုတ်ပြန်သွားပါတယ် ါကတော့ lightweight တန်းကအခင်းကျင်းနေနဲ့ပတ်သက်လို့ပြည်သက်တွေကိုသိအောင်ပြောပြတာဆက်လက်ပြီးတော့မနေ့ကဟော့နေတဲ့ UFC Champion ကပတ်အကြောင်းကိုကျွန်တော်နားလည်တဲ့ပုံစံမျိုးနဲ့ပြည်သက်တွေကိုနောက်တစ်ချိန်ပြန်ပြီးရှင်းပြထားပါတယ်မင်္ဂလာပါခင်ဗျာဒီကပြောပြမယ့်အကြောင်းအရာကပေါ့နော်ကျွန်တော်ပြည်သက်တွေကိုအခုလောက်ထိစောစောကြီးချပြဖို့တော့မရည်ရွယ်ထားဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် data အချက်လက်ကိုသိထားသိချာစုနေတာပေါ့နော်တိုးတော်လည်းပဲဒီ online ပေါ်မှာပြန့်နေပြီပေါ့နော်ပြန့်နေတော့ကြတော့တချို့ ဟာတွေ data တွေမှားတယ်မတိကြဘောနော်အဲ့တော့ကျွန်တော်ပြည်သက်တွေလည်းဒီအကြောင်းကိုကျွန်တော်ချပြတော့ချပြဘူးတယ်သူပြိမဲ့ပြည်သက်အများစုကမေ့သွားပြီအဲ့တော့ data မှားရဖြစ်နေတော့ကျွန်တော်သတင်းကိုအချက်လက်ကိုစုံမချပြနေနောက်ကျနေမှာဆိုလို့ဒီအကြောင်းအရာကိုပြောပြမှာဖြစ်ပါတယ်ဘယ်အကြောင်းအရာလဲဆိုတော့လက်ရှိကျွန်တော်ချန်ပီယံကြီး Joshua Ben သိမ်းပိုက်လိုက်တဲ့ UFC Champion ကပတ်အကြောင်းပါနော်အဲ့တော့ဒီကပတ်ကဘလောက်တန်းနဲ့ဘာညာဘာညာရင်းနဲ့တအားပြောနေကြတော့ တချို့အချက်လက်တွေအမှားနေရပေါ့နော်တချို့အချက်လက်တွေအမှားတော့ကျွန်တော်ပြိသက်တွေကိုကျွန်တော်ရဲ့အမှားခံပြိသက်တွေအတွက်ရည်ရွယ်ပါပါကျွန်တော်အမှားခံပြိသက်တွေကိုအချက်လက်စုံစုံလင်းလင်းသိစေချင်တာပေါ့နော်ဟိုချန်ပီယံကပတ်တစ်ခုကို promotion တစ်ခုကဒီဇိုင်းထုတ်လုပ်ပြီးဆိုရင် plain ကြီးထုတ်လုပ်တာမဟုတ်သူအတိတ်ပဲနဲ့သူရှိတယ်ပေါ့နော်သူအတိတ်ပဲနဲ့သူဝေါ်ဟာရာနဲ့သူရှိတယ်ဘယ်ဟာကဘယ်ဟာကိုကိုစားပြုတယ်ဘယ်နေရာလေးကဘယ်ဟာကိုကိုစားပြုတယ်စတဲ့အကြောင်းအရာတွေအတိတ်ပဲတွေအများကြီးရှိတယ်အဲ့တော့ UFC ချန်ပီယံကပတ်မှာလည်းအဲ့အတိတ်ပဲတွေအများကြီးရှိတယ် ဒါကိုကျွန်တော်ပြည့်တက်တွေကိုသိစေချင်တာပေါ့နော်ဟိုဟိုတန်ဖိုးဘလောက်ရှိရကျွန်တော်မြန်မာတွေကတခုဆိုရင်ဟိုထိုးချေဘလောက်ရှိရပါညာအဲ့လိုတန်ဖိုးအဲ့လိုငွေကြေးင်းနဲ့ပဲတားတိုင်းတာနေတော့ကြတော့တန်ဖိုးမသိမှဆိုလို့ပေါ့နော်အဲ့တော့ဒီကဘက်ကဘလို့ idea တွေဘလို့အကြောင်းအရာတွေဘလို့သမိုင်းနောက်ခံနေနဲ့တိဆောက်ထားတယ်ဆိုတဲ့အကြောင်းကိုပြည့်တက်တွေကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီခပတ်ကိုစပြီးမိတ်ဆက်ခဲ့တာက2019ခုနှစ်ဘယ်ချိန်မှာစပြီးမိတ်ဆက်တာလဲဆိုတော့ UFC ရဲ့25နှစ်ပြည့်ထိမ့်မှတ် ပုံစံမျိုးမှာ promotion ဘက်ကစပြီးမိတ်ဆက်ခဲ့တာအဲ့လို25နှစ်အထိမ်းမဲ့ပြည်ပြိုင်ပွဲမှာဒီ UFC ရဲ့ champion ကပတ်ကအဟောင်းပုံစံမျိုးမဟုတ်ဘဲနဲ့ new design ဖြစ်လာတယ် new design ဖြစ်လာတဲ့အနေထားမှာ champion ကပတ်ရဲ့အရှိကလက်မ50ရှိတယ် champion ကပတ်ရဲ့အမြင့်က12လက်မရှိတယ်တနည်းပြောရရင်ဒီတပေးမြင့်ရှိတယ် ထပ်ပြောရရင်ဒီ main plate လို့ခေါ်တယ်သူကချက်မြက်ကပတ်ကြီးမှာကဒီ plate 3ခုရှိရပါတော့ဒီပင်မ plate ကြီးရှိတယ်ဘေးမှာလည်း plate အသေးလေးတွေရှိတယ်ပင်မအဝိုင်းကြီးရဲ့ပုံတံကိုကြည့်လိုက်မယ်ဆိုရင် UFC ရဲ့အက်ဒဂန်ဝိုင်းအတိုင်းပဲအဲ့တော့ပင်မအဝိုင်းကြီးကတော့ UFC အက်ဒဂန်ဝိုင်းကိုကိုးစားပြုတာဘေးကအပြားလေးတွေကလည်း UFC အက်ဒဂန်ဝိုင်းပုံစံပဲသို့တော်လည်းပဲ dimension မတူဘူးပင်မအဝိုင်းကြီးက ဒီ17လက်မှာခွဲရှိတယ်အရှိက17လက်မှာခွဲရှိတယ်အမြင့်က9လက်မှာခွဲရှိတယ်ဘေးက plate ပြားလေးတွေကတော့6လက်မှာခွဲစီရှိတယ်ပေါ့နော်ဒါကဒီကပတ်ကြီးရဲ့အကြမ်းမြင်ဒီ dimension ကိုကျွန်တော်ပြောပြတာဘလောက်ဘလောက်ပုံစံမျိုးနဲ့တိရောက်ထားတယ်ပြောပြတာသူ့ဘေးတိတိုင်အောင်မြေတက်တွေမှတ်ထားမှာက UFC က weight class တွေအများကြီးရှိတယ် flyweight နဲ့ heavyweight ဆိုရင် လုံးဝမတူဘူး heavyweight တန်းက fighter ကြီးတွေလူကောင်ကြီးတယ် flyweight တန်း fighter တွေကလူကောင်သေးတယ်မြို့သမီး weight တန်းတွေဆိုရင်လည်းမြို့သမီး weight တန်းတွေဆိုတော့မြို့သမီးတွေကလူကောင်သေးတယ်အဲ့တော့ချန်ပီယံကပတ်ကိုလည်းသူတို့ကပုံစံ dimension တစ်ခုတည်းနဲ့တော့ဒီဆောက်တာမဟုတ်ဘူးဒါကသူတို့ရဲ့ standard dimension ကိုကျွန်တော်ပြောပြတာ heavyweight တန်းက fighter တွေအတွက်ဆိုရင်ချန်ပီယံကပတ် design ကပိုပြီးကြီးတယ် weight တန်းငယ်တွေအတွက်ဆိုရင်နည်းနည်းသေးတယ်မြို့သမီးတွေအတွက်ဆိုရင်လည်းနည်းနည်းလေးရောင်မီသေးထုတ်တယ်ဒါကိုပြည့်တတ်တယ်ကျွန်တော်နားလေထားစေခြင်းနဲ့ အရင်ဆုံးအနေနဲ့ UFC Champion ကပတ်ကြီးရဲ့ဒီ main ပင်မ plate ကြီးအကြောင်းကိုပြောကြရအောင်အဲ့ဒီ plate ကိုကြည့်လိုက်မယ်ဆိုရင်ဒီကြောက်တိန်နဲ့စီးချဲထားတဲ့အကြောက်အလုံးပေါင်းက25လုံးရှိတယ်အဲ့25လုံးကဘာကိုကိုစားပြုတာလဲဆိုတော့ UFC ရဲ့25နှစ်ပြည့်အထိမ်းအမှတ်မှာစပြီးတော့ T20 ထုတ်လုပ်ခဲ့တဲ့အတွက်အဲ့ကြောက်25လုံးထည့်ပြီးထားတာအဲ့ကြောက်တွေရဲ့ဂျားထဲမှာအလံလေးတွေရှိတယ်အလံစုစုပေါင်း6ခုအထိရှိတယ်အဲ့အလံ6ခုကဘယ်နေရာကိုကိုစားပြုတာလဲဆိုတော့ UFC promotion တစ်ခုလုံးမှာပထမဆုံးချန်ပီယံဖြစ်ခဲ့တဲ့နိုင်ငံ၈ခုကိုကူစားပြုတာအဲ့တော့ဒီလောက်နဲ့ပြီးသွားပြီလားဆိုတော့မပြီးသေးဘူးအဲ့ဒီကြားတွေတဲမှာယောမကနန်းနဲ့ရေးထားတဲ့စာလုံးကြီးရှိသေးတယ်အဲ့ဒီစာလုံးကတော့1993ခုနှစ်ကိုယောမကနန်းနဲ့ရေးထားတာဘေဟာကိုကူစားပြုတာလဲဆိုတော့ UFC စပြီးတည်ထောင်တဲ့နှစ်ကိုကူစားပြုတာဒါဆိုရင် main plate ကြီးရဲ့အတိတ်ဘက်ကိုပြိတ်တက်ပြီးတိလောက်ပြီးဒီ plate ကြီးမှာအဓိကအဖြစ်ရွှေတွေထည့်ထားတယ်ရွှေတွေကတော့တကယ် လုံးဝတန်ဖိုးမြင့်ရွှေတွေကိုအသုံးပြုထားတဲ့ဒီထည့်ထားတဲ့ဒီကြောက်တွေပေါ့နော်ဒီသူတို့ကတော့ ruby လို့ပြောတယ်အဲ့ဒါတွေရဲ့တန်ဖိုးကတော့အရင်ကြီးမြင့်ပုံမရဘူးတို့တော့အသုံးပြုတဲ့ရွှေကတော့တကယ်အကောင်းဆုံးကိုအသုံးပြုတဲ့ဆိုပြီးတော့ UFC ဘက်ကတရားဝင်ပြောပြထားပါတယ်အဲ့ဒီတော့ဒီဘေးမှာရှိတဲ့အက်ဒဂန်ဝိုင်းပုံအပြားလေးတွေအကြောင်းကိုပြောကြရအောင်သူတို့ကလည်းဒီအက်ဒဂန်ဝိုင်းပုံပဲဒါပေမဲ့မတူတာကအဲ့ဒီဟာကလည်း down shit down မှာဒီကြောက်လေးတွေစီးထားတယ်ပေါ့နော်ကြောက်လေးတွေစီးထားတဲ့အနေအထားမှာသူကဘယ်ဘက်က အပိုင်းကိုပို့ပြီးတော့ကိုစားပြုတယ်အဲ့ဒီအပိုင်းကဘယ်လိုပုံစံမျိုးကိုစားပြုရလဲဆိုတော့ချက်မြန်ဖြစ်တာနဲ့အဲ့ဒီတောင်းရှက်တောက်မှာရှိတဲ့နေရာမှာဗရမားတလုံးထက်ပြီးတဲလာလိမ့်မယ်အဲ့ဒါကလက်ရှိချက်မြန်ဆိုတဲ့ပကုံဘုတ်ကိုကိုစားပြုတာပြီးတော့အဲ့ဒီဘဲဘက်ကပလေပြားတဲမှာချက်မြန်ရဲ့နာမည်ကိုထည့်သွင်းလိမ့်မယ်ပြီးတော့ကြတော့သူ့ရဲ့ဝိတ်တန်းကိုထည့်သွင်းလိမ့်မယ်နောက်တစ်ချက်ကအဲ့ဒီဘဲဘက်ပြားနေရာမှာကျွန်တော်မြန်မာနိုင်ငံအလံကိုထည့်မလားမထည့်ဘူးလားဆိုတော့ စောင့်ကြည့်အောင်မယ် UFC ရဲ့တရားဝင်ပြဋ္ဌာန်းမှုမှာတော့ဟိုရခိုင်ကလေးကအဲ့ဒီညမှာချန်ပီယံဖြစ်တဲ့ fighter ရဲ့ represent လုပ်တဲ့နိုင်ငံရဲ့အလံကိုအဲ့ဒီညမှာကိုစားပြုတယ် Joshua Ban ကိုပေးလိုက်တဲ့ချန်ပီယံကပတ်ကတော့လက်ရှိအချိန်ထိအဲ့ဒါတွေမပါသေးဘူး UFC ချန်ပီယံဆိုတဲ့ဂုံပုတ်ကိုပဲပါသေးတယ်ကျန်တဲ့အကြောင်းအရာတွေမပါသေးဘူးဒါကတီးတန့်ထုတ်လို့ရမှာမို့လို့ကျန်နေတာလားဘာလားတော့ကျွန်တော်မပြောတတ်ဘူးတို့ဝိသီတန်ပြည့်တဲ့တွေစိတ်မပူနဲ့ ကျွန်တော်ဘရီယိုအစတော့ကပြောခဲ့တဲ့ကျွန်တော်ဘာလို့ပြိတ်သက်တွေကိုချမပြသေးတာလဲဆိုတာအဲ့ဒီအကြောင်းအရာပါကျွန်တော်ကဒီအကြောင်းအရာတွေကိုဆော်ကြီးတဲ့ကျွန်တော်မြင်တယ်ဘလို့ဘလို့ပုံစံမျိုးပြိတ်သက်တွေကိုပြောပြမလဲဘူးတတားတွေမျှဝေရမလဲဆိုတော့ကျွန်တော်သိတယ်ဒါကြောင့်မလို့ကျွန်တော် UFC ကိုလှမ်းပြီးတော့မေးထားတယ်ငါတို့နိုင်ငံအလံချန်ပီယံခပ်မှာပါမလားဆိုပြီးတော့ကျွန်တော်မေးထားတယ်သူတို့ကအဲ့ဒီအကြောင်းအရာတွေကိုတိကျဆွေးနွေးပြီးတော့ပြန်ပြီးဖြေကြားပေးပါမယ်ဆိုပြီးပဲအကြောင်းပြန်ထားလို့ဒီနေရာကိုကျွန်တော်ဟထားတာဒါကြောင့်မလို့ကျွန်တော်ပြိတ်သက်တွေကိုချမပြခဲ့တာတကယ်လို့မြန် UFC ကအကြောင်းပြန်ခဲ့ရင်ကျွန်တော်ပြိတ်သက်တွေကိုအားရပါးရနဲ့ချပြမှာ တို့ဝိသိတိုင်အောင်မနော်လက်ရှိအနေထားမှာဒီချန်ပီယံကပတ်အကြောင်းကိုတန်ဖိုးကြီးပဲပြောနေတဲ့အထိပယ်ဘာညောင်းလဲတယောက်မှလည်းအလိုတိချာမရှင်းမဲ့ပြောနေတော့ကျွန်တော်အပြည့်သက်တယ်ကျွန်တော်ကဒီတေးကြကြသိစေချင်လို့မို့ဒီဟာကိုကြားပြတ်ဝင်ပြီးတော့ပြောတာအဲ့ဒီတော့ fighter တယောက်ကချန်ပီယံကပတ်ကိုကာကွယ်နိုင်ခဲ့ပြီဆိုရင်တချိန်ကာကွယ်လိုက်တာနဲ့ဒီပရမီးယားတက်ထားတဲ့နေရာမှာသူကအလုံးလေးရှိတယ်အဲ့အဲ့အလုံးလေးတွေနေရာမှာပရမီးယားလေးပြန်ပြီးစီသွားမယ်တဘောကပရမီးယားအနီအောင်လေးကတလုံးနှလုံးသုံးလုံးအဲ့ဒီဟာကိုချိန်လိုက်တာနဲ့အဲ့ချန်ပီယံကပတ်မှာ ဒီလိုအနေထားတွေပေါ်တာနဲ့ချမ်ပီယံကာကွယ်ပွဲ D Fighter ကဘယ်နှယောက်တိဘယ်နှခါတိထိုးထားပြီးပြီဆိုတာမိသက်တွေခံမှန်းလို့ရတယ် Fighter တယောက်ကချမ်ပီယံကပတ်ကြီးကိုလူသားတွေဝင်သွားပြီးတည်သွားပြီးဆိုရင်သူတည်လာတဲ့ချမ်ပီယံကပတ်ကိုကြည့်ပြီးတာနဲ့ D Fighter ကချမ်ပီယံကာကွယ်ပွဲဘယ်လောက်တိအအောင်မြင်မြင်ထိုးထားတယ်ဆိုတာအဲ့ဒီ brand များတွေကိုကြည့်ပြီးပြောလို့ရတယ်တကယ်လို့ Fighter တယောက်ကချမ်ပီယံကာကွယ်ပွဲ၈ကြိမ်တိထိုးပြီးပြီးထားပါတော့ဒီဘယ်ဘက်ချမ်းမှာရှိတဲ့ဒီ play ပြပေါ်မှာ brand များတက်လို့မရတော့ chip ချက်မြန်ကဘက်က၈ကြိမ်ထိကာကွယ်ပြီးအဲ့တော့ထပ်ပြီးလောက်ရမယ်ဆိုရင် ညာဘက်ကပလိတ်ပြပေါ်သွားမယ်အဲ့မှာသွားပြီးတက်လိုက်မယ်ကိုရခင်တော့ကတော့ UFC ကချန်ပီယံကပတ်ကောက်ကွယ်ပွဲတပွဲထိုးပြီးရင်ဒီကပတ်တွေကိုအစ်အစ်အစ်စားထိုးပေးတယ်သို့တော့နောက်ပိုင်းမှာသူတို့ကအဲ့ဒီ idea နဲ့2009ခုနှစ်ကစပြီးအပြောင်းလဲလှုပ်လာတယ်လက်ရှိ2025ထိတော့ဒီချန်ပီယံကပတ်ချင်းမြတ်နဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ထပ်ပြီးပြောင်းလဲတဲ့သတင်းမျိုးမတွေ့ရဘူးဒါကကျွန်တော်နားလေတဲ့အပိုင်းကျွန်တော် UFC ကိုမေးထားတဲ့အပိုင်းတွေကိုပြောပြတာအဲ့ဒီတော့လက်ရှိအချိန်ထိတော့ဒီချန်ပီယံကပတ်၈ချိန်ထိကာကွယ်ပြနိုင်တဲ့ fighter ကလုံးဝပေါ်ထွက်လာခြင်းမရှိသေးဘူးညာဘက် ီ attack and one အထိသွားပြီးတော့ brand များတွေတက်ရတဲ့ fighter မျိုးမရှိသေးဘူးဒါကတော့ champion ကပတ်ရဲ့အတိတ်ပဲကဘလို့လဲ champion ဆိုတာဘလို့ပုံစံမျိုးနဲ့နှဲ့အပ်တာလဲ UFC champion ကပတ်ကဘလို့ idea တွေနဲ့တိဆောက်ထားတာလဲဆိုတာကျွန်တော်ပြည့်သက်တွေကိုသိစေခြင်းလို့မို့ကျွန်တော်ပြန်ပြီးဖောက်တယ်ချတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ